မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်ဒီဇင်ဘာလတလဆာဗုဒ္ဓဖူးရာဟုတာသမီတွေအတွက်တလဆာဟောစာတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပထမဗုဒ္ဓဖူးရာဟုတာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆရာကဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေများ2025ခုနှစ်အခုဆိုရင်ပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလကိုရောက်လာပြီဒီပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလဆရာငယ်ရဲ့မွေးလမှာ မိတ်ဆွေတို့ ကံရှင်နေရာရောဒီနှစ်ရဲ့အချင်းမိတ်ဆွေတို့ဘလို့ရှိလဲဆိုတာသုံးသပ်ရေးပြီးပါပါအောင်လို့ပြောရင်းနဲ့ဘုတ်တခုရအောင်တာသမီတွေအတွက်စတင်လိုက်ကြရအောင်ခင်ဗျာ2025ခုနှစ်17လပိုင်းအတွက်ဘုတ်တခုရအောင်တာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာအရာရာကိုတခြားဝပြိုလဲပျက်စီးခြင်းနဲ့စိတ်တွေဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ကိစ္စတစ်ခုခုကိုမလို့ရှင်မဲ့လုံးရတော့မယ်ဖြစ်ရှင်တဲ့အရာတွေကို ဖြစ်လာပါလာပါမလားဆိုတဲ့စိုးရိမ်စိတ်တွေတိမ်ငယ်စိတ်တွေများစွာဝင်နေပြီးတော့အာဖြစ်စင်ရဖြစ်ွားဆိုပြီးတော့တုံတိုက်တိုက်ကြားကြိုက်ကြိုက်တခုခုကိုရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးတွေများစွာစဉ်းစားတွေးခေါ်နေတော့လာဖြစ်ပါလေဒါအပြင်မိတ်ဆွေဘုတ္တဖူးရဟူတာသမီးတွေဒီတလတာတော်တမဆိုရင်မိတ်ဆွေတို့ရဲ့ကံကူကအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုမတုံးခဲအမရောမဘယ်ရာကုမကယူမဆိုင်ဖယ်နဲ့မိမိရဲ့ဖြစ်ချင်တဲ့စိတ် ဖြစ်လို့တဲ့စိတ်ကိုများစွာကြိုးစားရင်အင်မတန်အားသာကောင်းမှုပြီးတော့ခံကောင်းစေတဲ့လဖြစ်ပြီးတော့စိုင်းမုံတင်ခြင်းအမိပေးခြင်းထင်ပေါ်ခြင်းဆိုရှယ်မီဒီယာဖလူတန်ဆာအဆရှိတဲ့အရာလေးတွေလူသိထင်ရှားကြော်ကြားတဲ့အလုပ်တွေအများနဲ့ပတ်သက်ရင်အဆိုးပင်ဖြစ်ဖြစ်အကောင်းပင်ဖြစ်ဖြစ်ကြော်ကြားတတ်တော်လဖြစ်တတ်တဲ့အတွက်တော့ဒုံဖိတ်ပေါ့နော်ကြောက်ရွံ့စရာမလိုဘူးစိုးရိမ်စရာမလိုပဲနဲ့ကိုကိုကိုတစည်းချင်းမှန်မှန်ရှာရင်ဖြစ်ရှင်တဲ့အရာကိုကျင်းသိဥတီချက်ကိုရဲဝန်းနဲ့ဆုံးပြတ်ထားရင်ကျင်းသိအောင်မြင်ခြင်းနဲ့ တိုးတက်ခြင်းတွေအဆုံးသတ်မှာရရှိမလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီတလတာတော်တွင်မှာမိษွေဘုတ်တခုရာဟုသာသမီများဂျမ်းမာရင်နဲ့ပတ်သက်လာရင်တော့အတွေးနည်းနည်းလွန်နေတာမျိုးလေးတွေအိမ်မပြောတာမျိုးလေးတွေဖြစ်အပ်တတ်တယ်အထူးသဖြင့်သွေးနဲ့ပတ်သက်ပြီးတော့သွေးတိုးသွေးတက်ရှိတဲ့မိษွေများအသွေးသားနဲ့ပတ်သက်ပြီးသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုမပါရင်မပြီးတာမျိုးထပ် ကိုဝင်ပါလိုက်ခါမှာပြဿနာတွေပိုလာတာမျိုးတွေကိုကတခုငကိုကတော့အကောင်ကိုကဝင်ပြီးတော့ပြောဆိုလိုက်ခါမှာကို့အမားဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်ပုံချတာမျိုးတွေကြုံဝတ်တက်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်ခေါင်းကိုက်ရတာမျိုးစိတ်ဆိုးရတာမျိုးစိတ်ညံ့ရတာမျိုးတွေအနှဲငယ်လရဲ့အစာမှာကြုံတွေ့ရတတ်သောကာလအပိုင်းခြားဖြစ်ပြီးတော့ဒီဇင်ဘာ6ရက်နေ့ကျော်ရင်တော့အဆိုးညံ့နေဟာ ဗုဒ္ဓဘူးရံတသမိတွေအတွက်ကြော်လွန်ကောင်းမှုပြီးတော့ကံကောင်းမှုတွေကျင်းသည်ရရှိပြီးတော့စိတ်ချမ်းသာစရာတွေကျင်းသည်ရရှိတာမှဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဇင်ဘာ1 to 8ကိုတော့တတိပြုစင်ကြံလိုအပ်ကြောင်းနဲ့ဘာကိုဖြစ်ဖြစ်အမှန်တရားပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်လိုက်လံဖြည့်ရှင်းနေရှင်းလေရှုပ်နေဖြစ်တဲ့အတွက်ဒုံခဲ view site မနေပဲနဲ့ကိုယ့်ရဲ့ဥတီချက်ကိုတွားပြီးတော့လောက်ဆောင်တာပုံမူကောင်းမှုပြီးတော့အဲ့ဒီနောက်မှာတော့ဒီဇင်ဘာ9 30ကြာရင်စတင်ပြီးတော့နောက်လကုန်တဲ့အထိကိုနှစ်ကုန်တဲ့အထိကိုကောင်းမှုပြီးကံကောင်းမှုတွေရရှိမှာ အတိအကျပဲဖြစ်ကြအောင်ဆရာပြောရပါမယ်။ကောင်းပြီ။မိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့ရဲ့အဲလက်ရှိကံကအစိုးနဲ့အကောင့်နဲ့ဒွန်တွဲနေတာဖြစ်တယ်လို့အဲလရဲ့အစာကိုတော့တတိထားဆင်ခြင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေ။ငွေကြေး ငွေကြေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးငွေကြေးနဲ့ပတ်သက်ရင်မိမိလောက်ရင်လောက်တလောက်အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတာမျိုးနေဝေးနေချဘာသာအဝေးတနေရာကနေပြီးတော့ငွေကြေးဝင်လာတာမျိုးမထင်မဖဲနဲ့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့မိစေတို့တနေငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဘာမှမစိုးကိုကိုယ်တိုင်အမိခံလို့ချင်းဥဆောင်လို့ချင်းတွေအောင်မြင်တိုးတက်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေမှာဆိုရင်လည်းကိုကိုယ်တိုင်ပြောဆိုတာမျိုးလေးတွေကအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိတတ်တဲ့ကာလပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက် လို့အလုံးနဲ့ပတ်သက်ရင်လည်းအလုံးရှာနေသူတွေအလုံးတည်းရရှိဈေးနိုင်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါလုံငန်းအလုံးနဲ့ပတ်သက်လို့ရှိရင်လည်းဘာလို့မဆိုတိုးရှဲလှုပ်ဆောင်ခြင်းတွေဟာအသာပြီးတော့တိုးတက်ကောင်းမွန်ခြင်းတွေကံကောင်းခြင်းတွေရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ဘာလို့ဖြစ်ဖြစ်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ကူကိုအနည်းငယ်ရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာ ထို့အပြင်မိတ်ဆွေတို့အနေနဲ့အယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ကုတန်းယောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။ဒါအပြင်စားသောက်ကုန်လုပ်ငန်းတွေစံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ထို့အပြင်အထည်အလိတ်လုပ်ငန်းတွေ TT ဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကွန်းလို့ချမ်းလို့ကားလို့ကွန်ပျူတာလို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်း ဘာလို့မဆိုရှေ့တို့ဆောင်ရလောက်ဆောင်ရအောင်မြင်တို့တက်ပြီးတော့ကံကောင်းမှုတွေရရှိမဲ့ကာလအပိုင်းခြားဖြစ်ပါလေ။ OA ရှံမီဝယ်လို့တဲ့မိတ်ဆွေတို့တပူရအောင်သာသမီးများ OA ရှံမီဝယ်ခြင်းဆောက်ခြင်းပြောင်းခြင်းရောင်းခြင်းကောင်းခြင်းအဆရှိတာကြိုက်တာလို့ခြေတို့ဆောင်ရပြီးတော့လောက်ဆောင်အားသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းပြီးတော့ဓာတ်စီဒီဇယ်ဒေါ်လာစီချွေစီအဆရှိတဲ့အရာမျိုးတွေမှာလည်းလက်ဆောင်ရတာမျိုးတွေအကူအညီရတာမျိုးတွေဒီလုပ်ငန်းတွေကိုခြေတို့လောက်ဆောင်ဆောင်ရရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဟာဂျင်းတွေရရှိမှာတော့အသေးစားပဲဖြစ်ကြောင်းဆရာကရေရေကြီးပြောရဲပါတယ် ထို့အပြင်ဒီလာတာတော်တွေမှာဆိုရင်ယာရုလုပ်ငန်းကိုင်ကန်းနဲ့ပတ်သက်ပြီးယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေဂျုံမတက်တဲ့မထင်မဖက်ခီးထွားရတာမျိုးတွေခီးသွားရတာမျိုးတွေအထောက်အကူကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးတွေနဲ့ဒီရက်၁၂လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြီးနဲ့ပတ်သက်လာရင်လည်းနေချဘာသာချလူမျိုးရှားတွေရဲ့အကူအညီကိုရရှိတတ်တယ်။ငကူက passport လုပ်ငန်း၊ visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ချိတ်တိုးဆောင်ရွက်လုပ်ဆောင်လို့တဲ့မိတ်ဆွေများချိတ်တိုးဆောင်ရွက်လုပ်ဆောင်မှာ passport ကိစ္စ၊ visa ကိစ္စ ဒီပရဝေခီးသွားနဲ့ပတ်သက်တော့ကိစ္စတွေအဲဟိုချိတို့ဆောင်ရလွတ်ဆောင်လို့ကောင်းတယ်တို့တော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးဒီမှာတော့တတိယဆင်တွေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမစိုးအနှဲငယ်လေးအယုံကံရတတ်တော့ကာလဖြစ်တဲ့အတွက်ပညာရေးကံလေးဒီမှာနည်းနည်းလေးညံ့နေတဲ့အပိုင်းရှားလေးဒီမှာတွေ့ရတယ်ပညာရေးကံနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး ဟိုစိုးရိမ်စရာဖြစ်ရမယ့်ကာလစိတ်ပန်းလူပန်းမိမိဖြစ်ချင်တာတစ်ခုဖြစ်နေတာတစ်ခုဆိုပြီးတော့ဒီလိုနှစ်ခုတွန်တွဲနေတော့ကာလပိုင်းခြားလေးဖြစ်တတ်တဲ့အတွက်မိတ်ဆွေပုံတစ်ခုရအောင်သာသမီတွေနေနဲ့ဒီချက်လေးတွေကိုတော့တတိယဆင်ခြင်ပေးရအတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီ ထို့ပြင်အိမ်လွေးရေးကိစ္စလေးတွေမှာမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးအနှဲငယ်စိတ်ညစ်ရတာမျိုးလေးတွေအိမ်လွေးရေးကိစ္စလေးတွေနဲ့ပတ်သက်လို့မိသားစုကိစ္စလေးတွေနဲ့ပတ်သက်လာရင်အနှဲငယ်လေးနားလည်မှုလွဲနေတာမျိုးကိုကဟိုကိုကအကောင်းမြင်မိမယ်ကိုကအကောင်းမမြင်နေတာမျိုးမကြည်နေတာမျိုးတဏှာစိတ်တွေနဲ့ကြည်နေတာမျိုးဒါမျိုးလေးကြုံရတဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိမ်လွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာဆိုကိုကူညီဝင်ပါနိုင်ရင်ကူညီပေးလိုက်ပါမကူညီဝင်မပါနိုင်ရင်ကိုကစိတ်စိတ်ကလေးနေတာဟာ အဖြစ်ကောင်းဖြစ်ပြီးတော့ခါမဟုတ်သူတို့ဟာသူတို့ငင်းခုန်နေတော့ကိုကဝင်ပြောလိုက်တာမှကို့အမားဖြစ်တာမျိုးဂျုံမတက်တဲ့အတွက်တော့မိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေမှာအိမ်အတွင်းရေးဆိုတဲ့အတိုင်းမျိုးအိမ်တွင်းထဲမှာထားတာပုံမူကောင်းမှုပြီးတော့အကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့စက်ပစ္စည်းရင်ပျောက်တတ်တာမျိုးတွေဂျုံမတက်ပါတယ်တတိထားစင်နေပြီးလို့လိုအပ်ပါတယ်စာချုပ်စာနှံကိစ္စတွေတတိထားစင်နေဆောင်ရွက်ပါ စေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးတွေကိုကိုအထင်လွဲနှားလွဲမှုတွေလာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မလိုအပ်ရင်စကားအများကြီးပြောတာဟာအမှားအများကြီးပါတတော်လာဖြစ်ပြီးတော့နည်းနည်းလေးချော့ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီဒါအပြင်မိတ်ဆွေကိုတခုရအောင်သာသမီတွေအနေနဲ့အဲမိတ်ဆွေတို့ဒီလတာတို့ပြင်မှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အရေးပြားနဲ့ပတ်သက်တာမျိုးရားနာတာမျိုးတွေဒီကျမ်းမာရေးနဲ့ပတ်သက်လာရင်လည်းယာတိအကူပြောင်းကာလာလေးတွေကြောင့်အနည်းငယ်ချူချာတတ်တော်ကာလာပိုင်ချာဖြစ်တာလွင်တော့ကျန်တာစိုးရိမ်စရာမလိုပါဘူးဒီကာလမှာ အလုတ်တစ်ကိစ္စလုပ်ငန်းတစ်ကိစ္စလေးတွေထပ်လုပ်ငန်းဟောင်းမိတ်ဆွေဟောင်းနေနဲ့ပတ်သက်ပြီးတော့စကားပြောရင်တတိထားပြောပါစင်ကျင်ပြောပါဖြစ်နိုင်ရင်မလိုအပ်ဖြစ်နေအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာစကားနဲ့နဲ့ထိထိရောက်ရောက် တိတိကျကျလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့မလိုအပ်ဖက်စကားအများကြီးပြောရင်အမားအများကြီးပါတတ်တော်လာဖြစ်ပြီးတော့နားလည်မှုလွဲတာမျိုးတွေဖြစ်ရတာမျိုးအယိုးစွတ်ခံရတာမျိုးတွေဆွဆွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲဒါလေးတွေကိုတတိပြုစင်နေမှာစေတနာတွေမပူပါနဲ့ဝေဒနာပြည့်ရတတ်တော်ကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ ။အိုးအဲ့ရှံပြီဝဲလိုသူတွေခြေတို့ဆောင်ရပါရောင်းလိုသူတွေခြေတို့ဆောင်ရပါ။ငဘူကယာရုကိစ္စလုပ်ငန်းကိစ္စယာရုတိုးဖို့ယာရုတက်ဖို့လှုပ်ဆောင်နေတဲ့မိတ်ဆွေများတကယ်ကိုကျင်းတည်ယာရုတိုးခြင်းယာရုတက်ခြင်းတွေကြုံရတတ်လို့အိုးအဲ့ရှံပြီပိုင်ဆိုင်ရာခြင်းမျိုးတွေအိုးအဲ့ရှံပြီနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရရှိတတ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။အဲလူငယ်တွေအချင်းချင်းနဲ့ပတ်သက်လာရင်တော့ကြီးစားလဲရချစ်သူလဲရဖြစ်တတ်သလိုစံကောလက်ကောအာသာကောင်းမှုပြီးတော့တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲအပြောင်းလဲနဲ့ခကြီးထွက်ကမှပူဇာပတ်ပေါ်တာမျိုးတွေ ခကြီးထွက်ကမှအဲကြီးစားတက်ရတာမျိုးတွေအရှစ်တက်ရတာမျိုးတွေအိမ်အောင်ဘက်ဖူးစာဘက်ပေါ်တတ်တော့ကလာပိုင်ရှားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအိမ်အောင်ရေးအိမ်အောင်ရေးနဲ့ပတ်သက်လာရင်လည်းငကူကဝေးกว่าနေတော့အိမ်အောင်ရှင်များဖို့ပြန်လဲစုံစည်းရတာမျိုးတွေပြန်လဲပေါရတာမျိုးတွေဂျုံအားတက်ပြီးတဲ့အခါမိတ်ဆွေအိမ်အောင်ရေးနဲ့ပတ်သက်လာရင်ငကူကနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေတောင်ဒီကာလမှာနားလဲမှုရှိအောင်ရှေ့တို့ဆောင်ရွက်ပြီးတော့တဦးနဲ့တို့တယောက်နဲ့တယောက်တိုင်းတိုင်းမင်းမင်းနေနေနိုင်နိုင်လို့ရင်အသာကောင်းမှုတို့တက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ် ငကူကအချုပ်အနှောင်ဖြစ်နေတော့ဗုဒ္ဓဘုရားဥသာသမီးများအနေနဲ့တတိပြန်လဲလွံ့မြောက်လာတာမျိုးတွေလွံ့မြောက်လာမဲ့သတင်းတွေကြားရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပြီးတော့ပျောက်သောသူချလင်တွေ့မဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာထို့အပြင်ဗုဒ္ဓဘုရားဥသာသမီးမိတ်ဆွေတွေဒီလာတာတော့တွေ့မှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့ရဲ့နော်ဟိုဟိုကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ ါဘာကမဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်တဲ့အခါမှာတနင်္ဂနွေသားသမီးတို့စနေသားသမီးတို့ ਨੇ တွက်ဖက်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းစီသောကာလာပိုင်ရှာဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်ရင်လည်းစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ပညာရေးနဲ့ပတ်သက်သင်ယူခြင်းစိတ်အားနည်းနေတော့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါစီညီကိုမောင်နှမကိစ္စလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေလို့အနည်းငယ်လေးစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ထို့အပြင်မိတ်ဆွေတို့ ਨੇ ဘာကိုဖြစ်ဖြစ် အဲဖြစ်နိုင်လို့ရှိရင်စကားနဲ့နဲ့နဲ့အများကြီးလောက်တာပုံမှုပြီးတော့ကောင်းမှုပြီးတော့ကံကောင်းစီတော့ကာလာဖြစ်ပြီးတော့ရည်ရွယ်ချက်ဥတီချက်တွေကိုတာကတ်ကိုရရထားပြီးတော့ရရဆောင်ရရင်အောင်မြင်တိုးတက်မှုတွေကံကောင်းမှုတွေရရှိစီမှာအတေးကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီယာရုလုံမန်းကန်ကန်နဲ့ပတ်သက်ရင်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်ထို့ပြင်မိတ်ဆွေတို့နဲ့ညာလူတိုးချင်းနဲ့ညာလူတက်ချင်းနဲ့မထင်မခဲနဲ့ပုပ်ကိုကောင်ပထန်းဆက်ကောင်တွေအခုညီတွေရရှိတတ်တယ်။ရွှေလောက်ဝက်လဆပဏ္ဏမြကြောက်နီလာအဆရှိတာမျိုးတွေဖရဇေဒီတိန်ပရမတ် အဆရှိတဲ့အရာမျိုးတွေအလူခံပုံကိုအဆရှိတာမျိုးတွေအဲလက်ဆောင်ပစ္စည်းဗန္နာရရှိတတ်တယ်လို့မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုရင်တော့အဝေးတနေရာကဆွေမျိုးသားချင်းကောင်းနေချားလူမျိုးချဘာသာချားတွေရဲ့အကူအညီကောင်းထောက်ကမ်းကောင်းတွေကိုကျင်းသည်ရရှိတတ်တော်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလာတာတော်တွေမှာဗုဒ္ဓဘုရားတာသမီများအနေနဲ့အချိုးပေးစီတော်အရဟာတော့တောင်ဆုဆုရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်တောင်တောင်ရက်ဖြစ်ပါတယ်ခင်ဗျာ ဗုဒ္ဓဘုရားသမီးတွေဒီလာတာတော့တွေ့မှာဆိုလို့ရှိရင်အကျိုးပေးကံကောင်းစီတော့အယောင်နေနဲ့ဆိုရင်တော့ခရမ်းရောင်လို့ခဲရောင်လို့အဝါရောင်လို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်တာအသေးစားပဲဖြစ်တယ်ဗုဒ္ဓဘုရားသမီးများဒီလာတာတော့တွေ့မှာဆိုအကျိုးပေးကံကောင်းစီတော့နေသားအနေနဲ့ဆိုရင်တနင်္ဂနွေသမီးတို့စနေသမီးတို့နဲ့ပတ်သက်ပြီးတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတတ်တော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့တွေ့မှာဘာကိုမဆို့ မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်တော့မိတ်ဆွေတို့အနေနဲ့သတိထားဆင်ခြင်ပေးရမှာကတော့နည်းနည်းလေးအတွေးမလွန်ပါနဲ့ဗဇက်ကဖျားလက်ကကာယဖြစ်တတ်ပါလေအရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါပြုမှုဆောင်ရွက်တဲ့အခါမှာကံကောင်းစီရန်တို့ကမိမိအိမ်ကမျက်စွာဖျားမှာတောက်တော်ရင်အေးအေးလေးနှောက်ခေါက်ကိုလှူပြီးတော့လိုရာဆူတောင်းပြီးတော့သွားရင်မိမိတို့ရဲ့အလိုဆန္ဒပြေဝသွားမှာအသေးချာပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတလတာဟာဘာကိုပဲဖြစ်ဖြစ်စိုးစိုးညံ့ညံ့ ညံ့တဲ့အရာတွေမှန်သမျှကိုထားခဲ့လိုက်တော့ကျေတော့အခုပြက်ကလေးတစ်ခုရဲ့နောက်ဆုံးနှစ်ကိုရောက်ပြီဆိုတော့26ခုနှစ်ကိုမကြခင်ရောက်ရှိလာတော့မယ်အဲဆရာဆိုလို့ရှိရင်17လပိုင်း31ခါဆရာရဲ့မွေးနေ့ဆိုတော့အဲလက်ဆောင်တွေ pre order လက်ခံနေပြီဟာဆိုတော့ကောင်းပြီဘရုရောက်တာသမီးမိတ်ဆွေတို့ဒီတစ်လကတော့ဒီမှာပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလာမှာတော့အစိုးညံ့တွေကိုကုံစီအောင်လို့ဇာငယ်နားမှာအမိတ်ပြန်တဲ့ရေတရားတွေဆရာပြက်ကလေးရေတရားတွေပြန်ပြင်ပေးပါမယ်ခင်ဗျာ တို့ပြင်ပြန်လဲရိုက်ပြပါမယ်တချို့မသိရင်လဲရိုက်ရှာပါတချို့မိတ်ဆွေဟောင်းနေရတော့တိမယ်ဆိုတော့ဆရာတူတူတူမပြောတော့ဘူးအဲ့တော့926 2026ပေါင်းညက်10 numerology ရဆိုရင်တက္ကနတက္ကနဟာစတင်ခြင်းလို့ခေါ်တယ်တာရော့မှာ magician magician ဆိုတဲ့အတိုင်းပဲစတင်ခြင်းနေမူရှာအောင်ရမယ်ဆိုပြီးတွေးပြီးတော့925တက်နဲ့လုံးရအစိုးညံတွေကိုဒီလောက်မှာအဆုံးတက်လိုက်တော့ရလိုက်တော့အညံ့နေမကောင်းမှုတင်တာတွေကိုဖြတ်လိုက်တော့အစိုးတွေကိုထားခဲ့ပြီးတော့ ပယ်ဖြတ်ပြီးတော့2026ကိုကောင်းတာနေနဲ့အတူသွားမယ်။ဇာငယ်နဲ့အတူ2026ကိုကောင်းတာနေနဲ့အတူစတင်ပြီးတော့ဆုံးဖြတ်ချက်ကောင်းတစစ်ချေကောင်းလုပ်ငန်းကောင်းအလုပ်ကောင်းတွေကိုစတင်ပြီးတော့တော့မဂျူရီပါပဂျူရီအားလုံးထားခဲ့ပြီးတော့ကောင်းမွန်ခြင်းနဲ့အေဂျင့်ချင်းတွေအားလုံးကို2026မှာ ဆရာတို့အတူဆရာကတော့ရက်ဆောင်နေပြီမိတ်ဆွေတို့အတွက်ပဲကြံတော့တယ်ကဲကံကောင်းခြင်းနဲ့အတူခြေလာကိုဆက်သွေးရအောင်လို့ပြောရင်းနဲ့မိတ်ဆွေများဒီတလတာတို့တွေမှာအဆဆရရမိမိတို့ရဲ့ကံကောင်းစီသောနံပါတ်ဟာတော့၄ကနန်း၈ကနန်း၃ကနန်းနေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသောကနန်းဖြစ်ပါတယ်အကျိုးပေးကံကောင်းစေပြီးတဲ့အခါမိဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွယ်အယောင်းဖတ်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းပြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းဖတ်ပါစေရောင်းဖတ်ပါစေဆိုထိတွေ့ရောင်းလိုက်ပါကအယောင်းဝယ်ကောင်းပြီးကံကောင်းစေမှာမှာ ဘဇက်ကဖျားလက်ကကာယဖြစ်တတ်တဲ့အတွက်ဘာသာတရားများများလို့ပါအထိတ်ချံအနေနဲ့ပြုလုပ်ခြင်းသမားဆိုရင်တော့မေတ္တာတုတ်တနည်းကိုကိုးကောင်လုံးနဲ့ဆက်နှစ်ရတ္တိအထိတ်တံပြုပါဒါအပြင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရကံကောင်းစီရပတိစိတ်လို့တဲ့မိတ်ဆွေများကတော့အရဟံတိတ်ထိဘဂဝါအောင်ဆိုတော့ပတိကိုစိတ်ချင်းဖြင့်အစိုးညံ့နေပြပြောက်ကံကောင်းစီမှာပါရေရရာမပေးမိမှာဇယံငယ်နှမ်းမှာ926ခုနှစ်အတွက်တနစ်စာမိတ်ဆွေတို့ရဲ့ ။တိတံမူလဇာတာနဲ့မွေးနေ့ခုနှစ်တည်းတေချာတူးချင်းစီတွက်လို့တပါဆိုရင်တော့ဆက်စီမှာကြိုတင်စရင်တော့ပေးလို့ရပါပြီခင်ဗျ။အဲမနစ်ကမရတဲ့မိတ်ဆွေတွေအတွက်တော့ဆရာဦးစားပေးပြီးတော့တွက်ပေးပါမယ်။အကြံနဲ့မိတ်ဆွေတွေကတော့ရခြင်းမရခြင်းကိုဆရာပြန်လဲပြီးတော့ဆက်တွက်ပေးပါမယ်ခင်ဗျ။၂၀၂၆တော့ဖြစ်နိုင်ရင်တော့အိမ်ကအိမ်ကိုရောက်မှာပါဆရာလက်ဆောင်လေးတွေထည့်ပေးစရာလေးတွေ ဖြစ်ရှိပါတယ်ဒါအပြင်ဒီတနှစ်ထဲမှာ2026ခုနှစ်တော့တနှစ်စာဟောစံမှာမှာယူတဲ့မိတ်ဆွေများကျွန်တော်တကြံအတွက်တော့တီးကြံတအုပ်ချင်းစီစစ်မပြီးတော့ပဲနဲ့တကြံအတွက်တော့နည်းနည်းလေးဆရာမှာအလုပ်လေးများတဲ့အတွက်1388ရဲ့တနှစ်စာဟူတော့မဟောကြောင်းနဲ့ဆရာ hostel ကြီးတွေနဲ့ဒီရလေးဘုပဲတကြံအတွက်ရိုက်တင်ပြီးပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့2026အတွက်ထူးခြားတာကတနှစ်စာဟောစံမှာယူတဲ့မိတ်ဆွေများအတွက်ကတော့ တသက်စာမိတ်ဆွေတို့ရဲ့မူလဆတ်တာတသက်စာမှာအကျိုးပေးတဲ့အရာတွေဗလံဘာညာတွေအားလုံးအပြည့်စုံကိုဆရာတသက်တာကိုဟောစရံကိုအချိန်ပြည့်ရေးထားပြီးပါကြောင်းနဲ့မနေ့ကမြရတဲ့မိတ်ဆွေဒီဆရာစီမှာ09392939416 7902906 WhatsApp Telegram မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ TikTok Messenger မှာဧည့်သည်လက်မှတ်ခံကြောင်းပြောရင်းနဲ့ကဲဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေအဆက်ဆက်ရေးအားစင်ပြအောင်မြင်တိုးတက်စီပြီးတော့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးများခင်ဗျာ ငွေကြီးအစီအမြင်စီပြီးတော့အဆက်ဆက်ရတဲ့ကံကောင်းစီရန်တို့မိတ်ဆွေတို့ရဲ့ကန်နာဒါတွေတိုးတက်ပြီးကံကောင်းစီရန်တို့ပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်လူသုံးမျိုးကိုဒါနကုသိုလ်ပြုပါပါမယ်ဘလို့လူသုံးမျိုးကိုလဲဆိုတော့မိတ်ဆွေတို့အနေနဲ့မိမိတို့အနေနဲ့မိမိတို့ရဲ့ဟိုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မတူညီတဲ့လူသုံးမျိုးကိုထက်အသက်ကြီးသောသူတို့မဟုတ်ရင်ဖုန်ကြီးရဟန်းဟိုတစ်မျိုး တို့မဟုတ်လို့ရှိရင်ပုံကတော့မိမိနဲ့အထက်အသက်ကြီးသူကိုတမျိုးမိမိထက်ရှုပ်တဲ့သူကိုတမျိုးဆိုပြီးလူသုံးမျိုးပါဖုန်ကြီးယဟန်ကိုထက်အသက်အရကြီးသောသူကိုထက်ငယ်ငယ်ပြီးတော့ရှုပ်တဲ့သောသူတွေကိုသုံးမျိုးကိုမိတ်ဆွေတို့အနေနဲ့ဘာလူရမလဲဆိုတော့မိတ်ဆွေတို့ရဲ့ငွေကြီးကံအထောက်ကူရရှိစေရန်အတွက်စံအနှဲငယ်တို့မဟုတ်မိမိတတ်နိုင်တာလေးသုံးမျိုးခွဲပြီးတော့တရားထဲလူပေးရပါမယ်ပြီးရအခါ အဆက်ဆက်ရရအထောက်အကူရရှိစေဖို့အတွက်ထပ်တူအကျိုးပြုပြီးတော့ကံကောင်းပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့အဲ့ဒီနေပါပဲเนาะအခက်အခဲတွေပြေပျောက်သွားစေရအတွက်မိမိအိမ်ကမျက်စွာဖရားမှာပဲတောက်ရီ၃ခွက်စွန်း၃ခွက်၃ပွဲလှူပြီးတော့မိတ်ဆွေတို့ရဲ့အိမ်မှာမျက်စွာဖရားမှာစူတောင်းပါခင်ဗျာဒေချာပါတဲ့ဘာလဲမပြောတော့ဘူးဆက်နလာပိုင်းပြင်မှာအဆက်ဆက်ရရအောင်မြင်စင်ပြေတိုးတက်ပြီးတော့ကံကောင်းလာမှာအတေချာပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဘုရားဘုရားတာသမီမိတ်ဆွေတွေ၂၀၂၅ခုနှစ် ဆန္ဒပိုင်းတွင်မှာဘာကိုပဲစွတ်စွတ်ဘာကိုပဲညံ့ညံ့ဒုံခဲ2026မှာဆရာတော်ဆောင်နေမိတ်ဆွေတို့လိုက်ခဲ့ပါတော့ကံစိုးမှုတွေအညံ့တွေအဆိုးတွေကိုထားခဲ့ပြီးတော့2026ကိုသွားကြအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေဒီဆန္ဒလာပိုင်းဟုတ်လားနောက်ဆုံး2025ရဲ့ဆန္ဒလာပိုင်းတွင်မှာကန်စာတာကောင်းမှုတွေရရှိပြီးတော့2026ကိုလည်းကံကောင်းခြင်းတွေအတူရရှိအောင်တည်ဆောင်သွားနိုင်ကြပါစေ တည်ဆောင်သွားနိုင်ကြပါစေကြောင်းပြောရင်အောင်မြင်မှုအပေါင်းတရကိုစောင့်ကြပါစေခင်ဗျာကြာသာပတိမှာပြန်ပြီးတော့အခါပေးရအောင်ခင်ဗျာဒါပါပဲခင်ဗျာ